ကျွန်တော်တို့အဖွဲ့သားရဲ့လည်းတစ်ဖွဲ့လုံးနောက်ထပ်ဒီပြရထားခေးစီကိုထပ်ပြီးတော့စီးဖို့တော့တိုင်ပင်ထားကြရရှိသေးတယ် ဲနေတော့ကလည်းဒီရထားကိုတခါစီးလိုက်တယ်ဒီဒီရံလူရယ်လေဒီရထားလမ်းမဖွင့်တော့ကအဲ့တော့ကလည်းဒီတန့်ရှင်းမှုတဲ့အနေထားတွေကဒီလိုပုံစံပဲအခုကတော့အထက်တန်းတွဲကိုအဲရောက်ရှိနေရပဲဖြစ်ပါတယ်အထက်တန်းတွဲဆိုရဲအတိုင်းပဲသူကဘောနော်ခုံလေးတွေလည်းတတ်တည့်ရလေးလုပ်ပေးထားတယ်နောက်ပြီးဒီဒီရံလူလေးရထားပုံမှန်ပြီးဆက်တဲ့ရထားတွေထပ်ကတော့ပို့ပြီးတော့ဟိုတတ်တည့်ရရှိအောင်မရရဲ့ဘောနော်ဒီမှာဆိုလို့ပစ္စည်းတွေလည်းဆင်ပြီးနေနေတဲ့အတိုင်းပါပဲအခုတစ်ခေါက်ထက်စီးရောလည်းလို့ညော့သွားတာတွေပါတယ်မရှိဘူး ယထားရင်းနဲ့ခီးသွားမှာပါဖြစ်ပါလေအဲ့တော့ယထားစီရတဲ့အတွေ့အကြုံလေးကိုထပ်ပြီးတော့ယူကြမယ်အာယထားကလေသူကလေဩဩဒီမှာဟောဒီလိုတကားဒီလိုအော်တော်နော်သူတကားအစင်ကြီးတယ်ဒါဆိုရင်ဒါကအထူးအထူးတန်းဖြစ်မယ်နော်ပထမတန်းပထမတန်းအဲ့ဆိုတော့ထိုင်ကုန်လေးတွေကလည်းဒီမှာစီချင်စရာလေးညလေးစဉ်းစားရင်လေးတွေ မိသားစုလိုက်ပဲဖြစ်ဖြစ်အပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ်ပျော်ပါပါခီးသွားတဲ့အခါပေါ့နော်ဒီယထာစီပြီးတော့ရှုခင်းနေလဲကြည့်လို့ရတယ်ခင်ဗျားတို့အဖွဲသားရဲ့လဲတစ်ဖွဲလုံးနောက်ထပ်ဒီယထာခီးစီရောထပ်ပြီးတော့စီးဖို့တော့တိုင်ပင်ထားကြရဖြစ်သေးတယ်အဲ့ဒါနောက် vlog တွေမှာဆက်ပြီးတွေ့ကြပါအောင်နော် ုင်းမနက်6နာရီမှာထွက်တယ်ထွက်တယ်ဟိုနေပြီးတော့7နာရီခွဲမှာရောက်မယ်ပြီးရင်9နာရီခွဲကြာမယ်ဟိုကနေပြီးတော့နေပြီးတော့နေပြီးတော့ဒီရထားကတခါ7နာရီမှာပြန်ထွက်လာတယ်ထွက်လာပြီးတော့ဒီရန်ကုန်ဘူတာကြီးကို9နာရီခွဲမှာပြန်ရောက်တယ်ဆိုတော့ဒါနေ့စဉ်သွားမဲ့လူတွေအတွက်ဆင်ပြေရန်ကုန်ဟို expect ကားစီးရနေဆိုရင်အချိန်ကတူတူပဲလေတူတူပဲအဲ့တော့ဒီကကျတော့ဒီဟိုဟာ gate တွေမှာမဆင်းရတော့လေနော်တခါလေဖြူဖြူ gate တစ်ခုနဲ့ဟိုဘက်က gate ဘကို gate ဘကို gate တစ်ခုပဲဒါပေမဲ့အဲ့မှာတွေလည်းအကြာကြီးရောမရဘူးနော် ဒီနေ့ကတော့ပဲခူးကိုသွားမှာဖြစ်ပါတယ်ဒါလို့ရှိရင်ရန်ကုန်ကနေထွက်လာတာတိုးကြောင်လေးမှတစ်ခါရက်ပြီးတော့ဒါဇက်တိုက်ပကိုးထီပေါ့နော်။တော့လာအဆင်ပြေရေနော်။ရှိရတာကတော့အဆင်ပြေ။အဆင်ပြေရေတကယ် ယထာသီးနေတယ်လို့မခံစားရဘဲနဲ့လေတကယ်ကိုကာကာကြီးအမြန်ပြေးနေတယ်လို့ပဲခံစားရတယ်ဘာမှလည်းအတန်မကြားဘူးနော်ငင်းငင်းရောင်းနေရပဲကာစီးတော့လည်းသူကာကာပေါ့နော်ကာရဲ့ feel လည်းတော့ခံစားရတယ်ဒါပေမဲ့ယထာကြာလည်း feel လည်းမတူဘူးနော် တုန်းကလည်းဒီရထားကိုတစ်ခါစီးလိုက်တယ်ဒီဒီရံရွေလေဒီရထားလမ်းမဖွင့်တော့อ่ะအဲ့တုန်းကလည်းဒီတန့်ရှင်းမှုတဲ့အနေထားတွေကဒီလိုပုံစံပဲအခုကတော့အထက်တန်းတွဲကိုအဲရောက်ရှိနေရပဲဖြစ်ပါတယ်အထက်တန်းတွဲဆိုရဲအတိုင်းပဲသူကဘောနော်ခုံလေးတွေလည်းတက်တက်ရဲလေးလုပ်ပေးထားတယ်နောက်ပြီးဒီဒီရံရွေလေးရထားပုံမှန်ပြီးဆက်တဲ့ရထားတွေထပ်ကတော့ပို့ပြီးတော့ဟိုတက်တက်ရဲရှိအောင်မရရဲ့ဘောနော်ဒီမှာဆိုလို့ပစ္စည်းတွေလည်းဆင်လေးနေတဲ့အတိုင်းပါပဲအခုတစ်ခေါက်ထက်စီးရောလည်းအဲ့လိုညော့သွားတာတွေပါတယ်မရှိဘူး ဒီရန်ပြီးတော့ဟိုမန္တလေးထိသွားလို့ရတယ်ဒါပေမဲ့သွားကြတော့ဒီရန်ကုန်ဘူတာကြီးကနေပြီးတော့နေပြီးတော့အထိဟဲ့နေပြီးတော့နေပြီးတော့မန္တလေးဆက်သွားမယ်ခီးတယ်တွေကိုနေပြီးတော့နေမန္တလေးရထားပေါ့တင်ပြေးလိုက်တယ်အာနေပြီးတော့20ပေါ့နော်20 20ဆိုပေမဲ့ဟိုလိုကြီးကတိရရဲ့အဲ့လိုလိုရောမရှိဘူးလို့ပြောတယ်ခီးတယ်တွေကိုမေးကြရတော့ဒါပေမဲ့ဒါကတော့နောက်မှ ကြုံရင်တော့တာကြည့်ဖြစ်လိုက်ပါဦးမယ်။ဟိုဒါဆိုရင်လဲသွားနေပေါ့နော်သူကဒါဒီယထာကဝန်နှန်းနေရပေါ့နော်။တောက်လျှောက်ဒီလုံခြုံရေးပေးတာတွေရောဝန်ဆောင်မှုပေးတာတွေလဲတွေ့ရတယ်ပေါ့နော်။ဒါအကုန်လုံးအတွက်စိတ်ချရတယ်ပေါ့နော်။ ကိုရောက်ပြီပဲဖြစ်ပါတယ်ကဲပဲခိုးရောက်ပါပြီဒါဆိုရင် တနားကြီးအတိပဲကြာရနော်တနားကြီးအတိပဲဒီယထာကြီးကိုပြင်ဆင်လာခြင်းတဲ့လူတွေအတွက်ကတော့နေပြည်တော်ကနေပြန်လာမဲ့အစုံယထာကအဲညနေ၄နာရီဆိုရင်ပဲခိုးဘူတာကိုရိုက်မယ်ပဲခိုးကနေပြီးတော့ညနေ၄နာရီပြန်စီလာပြီးရန်ကုန်ဘူတာကြီးကို၅နာရီခွဲမှပြန်ရောက်မှာပဲဖြစ်ပါတယ်အဲယထာနဲ့ပြန်ဆင်တဲ့လူတွေအတွက်ပေါ့အဲတနားကဆိုရင်ခီးစင်လေးတွေဆက်အောင်